ဘရန်ဖို့အတင်ကို0-1ဆိုတဲ့ရလဒ်နဲ့အနိုင်ရရှိခဲ့တဲ့မန်ချက်စတာစီးတီးအားလုံးပဲမင်္ဂလာပါအေဂရစ်ဖုတ်ဘောချန်နယ်မှာကြိုဆိုပါရစေ။နင်းညကစားခဲ့တဲ့ဘရန်ဖို့အတင်နဲ့မန်ချက်စတာစီးတီးအတင်ရဲ့ပွဲကိုတုံ့တက်ချင်ပါတယ်။ဒီဘက်မှာမန်ချက်စတာစီးတီးအသင်းကအာလင်းဟာလန်ရဲ့6မိနစ်မှာတွင်းခဲ့တဲ့တလုံးနဲ့တော့တွင်းဖို့နဲ့အနိုင်ရရှိခဲ့တယ်။ဒီဘက်မှာမန်ချက်စတာစီးတီးတို့အနိုင်ရရှိခဲ့တဲ့အတွက်ကြောင့်ပရီးမီးယားလိပွဲစဉ်9ပွဲမှာ၄ပွဲနိုင်2ပွဲတည်2ပွဲရှုံးရမှတ်73ပွဲနဲ့အဆင့်5ဆိုတဲ့နေရာကိုတက်လှမ်းလာတယ် ီးမီးယားလိမှာယာကို15ကိုပေးကို6ကိုပေးထားပြီးတော့ယာကို15ကိုနဲ့ပရီးမီးယားလိမှာအကောင်းဆုံးတိုက်စစ်ဖြစ်နေတော့မှာလေဒီဘက်မှာမန်ချက်စတာစီးတီးတို့ကဘန်ဖို့အတင်းကိုအနိုင်ရရှိခဲ့တဲ့အတွက်ကြောင့်လီးဗျဘက်ကွာယူလာပရီးမီးယားလိဟစ်စတရီမှာနိုင်ပွဲ250ကိုကစားပွဲ346ပွဲနဲ့အများဆုံးပြေးခဲ့တဲ့လီးဗျတယောက်ဖြစ်လာပါတယ်တစ်ဖက်ကမန်ချက်စတာယူနိုက်တက်ရဲ့လက်ဂျန်ကိုရီယာဖြစ်တဲ့ဆာအဲလက်စ်က ပွဲကစားပွဲ404ပွဲမှာနိုင်ပွဲ250ပြည့်တဲ့တစ်ဖက်ကအာဆင်နယ်နီးပါးဖြစ်တဲ့အာဆင်ဝင်းက423ပွဲမှာနိုင်ပွဲ250ပြည့်တဲ့အတွက်ကြောင့်ဘက်ကွာရီလိုပရီးမီးယားလိဟစ်စတရီမှာနိုင်ပွဲ250ကိုကစားပွဲ349ပွဲနဲ့အမြန်ဆုံးပြည့်ခဲ့နီးပါးတရားကိုဖြစ်ခဲ့ပါတယ်။ကဲအဲ့တော့ကျွန်တော်တို့ရဲ့သုံးသက်ချက်ကိုစားလိုက်ကြအောင်ဗျာ။ဒီဘက်မှာမန်ချက်စတာစီးတင်းကအားလင်းဟာလန်ကိုမိနစ်မှာတွင်းပဲတလုံးနဲ့တော့တွင်းကိုလည်းအနိုင်ရရှိခဲ့တယ်။ဒီဘက်မှာကျွန်တော်တို့ချီကျူးစရာကစားသမား2ယောက်ရှိတယ်။ ဘမကျောက်ကတော့ assistant လုပ်ပေးခဲ့တယ်နောက်ခံလို့ Jos ကို Gabriel တော့အဲ့ဒီပုံစံကိုပြီးခဲ့တဲ့ Champion League Monaco နဲ့ပွဲမှာလည်းလုပ်ခဲ့တယ်ဗျ Monaco နဲ့ပွဲမှာဆိုရင် Nico O'Reilly နဲ့ဘောလုံးကို dash 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 ပေးနေပြီးတော့မှ Haaland ရဲ့အထွက်ကိုအသားလေးမှပြီးပေးလိုက်တယ် Haaland ကလည်းအသားလေးခြေကုံလေးနဲ့လိုက်ပြီးတော့ပိတ်သွားတယ်ဒီဘက်မှာလည်းဟာလန်ရဲ့အထွက်ကိုအသားလေးမှပြီးတော့ assistant လုပ်ပြီးသွားတယ်တကယ်ကောင်းမွန်တဲ့ပေးပို့မှုပါပဲ ကဲအဲ့တော့ကျွန်တော်တို့ဒုတိယချီကျူးရမယ်ကစားသမားဒုတိယချီကျူးရမယ်ကစားသမားကတော့ဟာလင်းဟာလန်ပေါ့ဗျာအာလင်းဟာဒီကုန်းမှာဆိုရင်အာလင်းရဲ့အဆုံးသက်ပိုင်နိုင်မှုပြင်သူ့ရဲ့ strength သူ့ရဲ့ကြံ့ခိုင်မှုပါတွေ့ရတယ်ဗျာကာဗာရီယိုပြီးလိုက်တဲ့ဘောလုံးကတစ်ဖက်နောက်တန်းကိုအတင်းဘောကြီးခုပြီးတော့ညာချင်းနဲ့တစ်ချက်ခောက်တယ်ပြီးတော့ဘဲချင်းနဲ့အချင်းကိုကန်းသွားတယ်ဗျာတကယ်ကောင်းတယ်တကယ် worst class striker တယောက်စစ်စစ်တယောက်ပဲဒီဘက်မှာဟာလန်ရဲ့အတွင်းကို နောက်ပြီးတော့ ဒီကိုအိုရိုင်းလီဖြတ်တင်ပေးလိုက်တဲ့ဘောလုံးကိုရိုက်တာကတလုံးအပိုင်းပေးရတယ်။တစ်ခါကကိုးသမားစိတ်သွားတယ်။အဲ့ဒီနှလုံးလောက်ပဲထိထိရရောက်အပိုင်းကန်သွင်းရတယ်လို့ပြောရမယ်။နောက်ထပ်မန်ချက်စတာစီးရင်းနဲ့လည်းစိတ်မကောင်းစရာသူတို့ရဲ့ကွင်းနဲ့ခန်းစစ်ကစားသမားဖြစ်တဲ့ road to injury ပြန်ဖြစ်တာပေါ့ဗျာ။ဒီကစားသမားက ACN တန်ရပြီးကလေးက injury ပြန်ဖြစ်တာဒါနဲ့ဆိုနှစ်ခါမြောက်ရ။ဒီကစားသမားကလွန်ခဲ့တဲ့တစ်နှစ်ကျော်ကမှဘော်လုံးတော့ရထားတဲ့ကစားသမားစပိန်သားလူမျိုးကြီးဖြစ်တယ်။ ဘာမှထွေထွေထူးကြီးကြီးမမမဖြစ်ဘူးတော့ကျွန်တော်တို့မျှော်လင့်ရတယ်သူထွက်သွားပြီးတဲ့နောက်မှာနီကိုကွန်ဆာလည်းဝင်လာတယ်အဲ့ဒီချိန်မှာမန်ချက်စတာစီးတီးအတင်းကလိုဒီလောက်အသက်ဝင်မှုတော့မရှိတော့ဘူးဒါပေမဲ့ကွန်ဆာလက်ကခန်းစစ်ဘက်ကိုပူပူရောက်နေတဲ့အတွက်ကြောင့်ခန်းစစ်တော့ကောင်းတယ်ကွန်လည်းမှာတော့ခပြက်လာတယ်အဲ့တော့ဒုတိယပိုင်းမှာနီဘာဘတ်ကွာယူလာကွန်လည်းကိုပြန်လဲထိန်းချုပ်ဖို့အတွက်ဘာနာလို့ဆေးပါကိုထည့်လိုက်တယ်ဘန်ဖူဘက်ကတတိယရောက်တုံ့ပြန်မှုတော့မရှိဘူးဂျော့စကိုကာဘရော့ကောင်းတိုက်လိုက်တဲ့ကောင်းတိုက်ပြီးတော့ရှမ်းထွက်လာတဲ့အလုံးတစ်ဖက်က တရားကိုပမာဏအခွင့်ရကြရတယ်ပေါ့ဗျာအဲ့ဒီမှာကိုသမားဒေါနာရူမှစေသွားတယ်အဲ့ဒီလုံးမှဆိုရင်တိုက်စစ်မှုတရားရဲ့ဆုံးဖြတ်ချက်ပြတ်တောက်မှုအရင်အရေးကြီးတာကိုတွေ့ရတယ်ဗျာတရားကိုကဆုံးဖြတ်ချက်ချတာနှောင့်နေပြီးတော့စွဲတာစွဲတာပြီးတော့ကိုသမားတက်လာတဲ့အချိန်မှာအန်ဂေယာတားကျင်းသွားတယ်အန်ဂေတားကျင်းသွားတဲ့အချိန်မှာသူကခြေဦးလေးနဲ့ chest လောက်လိုက်တယ်ဒါပေမဲ့ကိုသားဒေါနာရူမရဲ့ရှင်မကူမှန်းပြီးတော့ထွက်သွားတယ်ကျွန်တော်အဲ့ဒီပုံစံမျိုးကိုဟာလန်နဲ့ခဏခဏတွေ့ဦးတယ်ဗျာဟာလန်ဆိုလို့ရှိရင် အခြေဘက်ကိုချက်ဆံမယ်စွဲမယ်ပြီးရင်ကန်မယ်ဒါမှမဟုတ်တစ်ဖက်ကတိုက်စင်မှုကတဆင်းနိုင်တဲ့တိုက်စင်မှုဖြစ်နေတဲ့အတွက်ကြောင့်ဆုံးဖြတ်ချက်ချတာနှောင့်နှေးသွားပုံတော့ရတယ်ကျောင်းဒီဘွဲမှာနောက်ထပ်ချီကျူးရမယ်ကစားသမားကိုသမားတိုနာရူမှာဗျသူလည်းဒီဘွဲမှာကောင်းတယ်နောက်ဆုံးပြီးကနေမှဆိုလို့ရှိရင်သူဆွဲယူပြီးဖိုင်းလို့ရှိရင်ကော်နာပေးရတဲ့အလုံးချက်ချင်းပြန်ပြစ်ပေးလိုက်တယ်အဲ့ဒါကကဘာအစင်ကီပါတယောက်ဆိုတာတက်တယ်လို့ကျွန်တော်တို့မြင်နေ response ကောင်းတယ်ဆိုတော့ online ကညံ့တယ် ဒီဘက်မှာနောက်ထပ်ကြီးယူကြကစားသမားတယောက်ရှိတာက Brandford အတင်းကဟန်နာဆန်ပြ Jordan Henderson အသက်35နှစ်အနေနဲ့ထိုင်ကစားနေတာအခြေခံကောင်းနေတော့မှာပြအသေးတင်မအချိန်ပြေးကစားဖို့တော့မဟုတ်ပေမဲ့ bench နေရာနေပြီးတော့အကောင်းဆုံးအစားဝင်နိုင်တဲ့ကစားသမားဖြစ်နေမယ်လို့ကျွန်တော်တို့မြင်နေအဲကြောင့်ဒီဘက်မှာ Jordan Henderson ကိုလည်းတော့ကြာတယ်ဒီဘက်မှာ Brandford အတင်းဘက်က defend ကစားအားကောင်းတာကြောင့်ပွဲဟာထင်တယ်လို့ twin goal တွေနဲ့မြင်မှန်းဆိုင်ဆိုင်ဖြစ်မသွားဘူးအများစုကတော့ မန်ချက်စတာစီးတီးတင်ရသူတို့ရဲ့ playing style ဖြစ်တဲ့ position နဲ့ playing style နဲ့ပဲပွဲကိုထိန်းသွားတယ်။ Brentford အသင်းမှာနောက်ထပ်ကောင်းတာတစ်ခုရှိရပြန်အဲ့ဒါကသူတို့ရဲ့လက်ပြပေါ့ဘူး။သူတို့ရဲ့လက်ပြပေါ့တာအကြောက်ဖို့ကောင်းတယ်။ Manchester United နဲ့ပွဲတော်လည်းသူတို့အဲ့ဒီလက်ပြပေါ့ရင်းနဲ့ပဲကိုယူသွားတယ်ပေါ့ဗျာ။ corner လို့ပြတံဘောလို့ပြရတယ်ပိုးပြီးကြောက်ဖို့ကောင်းတယ်လက်ပြပေါ့လို့ကျွန်တော်တော့မြင်တယ်လိုချင်တဲ့နေရာကိုလက်နဲ့ပြစ်ထည့်တာဗျ။၆ကိုက်စီးထဲမှာကြည့်မယ်။ ဒါပေမဲ့ brand food အတင်းကလုံလောက်တဲ့သွင်းကိုခြေပါကိုတော့မရခဲ့ဘူးပေါ့ဗျာပွဲပြီးဝ7မိနစ်လောက်မှ brand food ကဖိပြီးတော့ကစားလာတယ်အဲ့လောက်ပဲပွဲက brand 4ကဒီပွဲမှာတော့ဒီလောက်ပဲ Manchester City အတင်းကို G1 ဆိုတော့ရလနဲ့အရှုံးပေးခဲ့ရတယ်။ Manchester City အတင်းကတော့ brand 4ကို G1 ဆိုတော့ရလနဲ့အနိုင်ယူပြီးတော့နိုင်မဲ့၃မှတ်ရယူခဲ့ပြီးတော့အဆင့်၅ဆိုတဲ့နေရာကိုတလှမ်းလာပြီးတော့ဇာတ်ထိပ်က Arsenal နဲ့၃မှတ်ကွာနေပြီးတော့ PR ပေးလာတယ်လို့ပြောကြရင်ကျွန်တော်ဒီဗီဒီယိုလေးကို ီမှာလည်းအဆုံးသတ်ခွင့်ပြုပါ။နောက်ဗီဒီယိုတွေမှာ Premier League Title Race အသင်းတွေအကြောင်းတုံ့တက်ပေးသွားမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ရဲ့ Channel လေးကို Like and Subscribe လုပ်ပေးကြပါဦးလို့ပြောကြရင်အားလုံးဒီမှာလည်းအဆုံးသတ်ခွင့်ပြုပါ။အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံပြီးတော့ဖြစ်ရှင်ကြတဲ့ချို့အခါသမားလေးဖြစ်ပါစေလို့ဆုတောင်းရင်ဒီဗီဒီယိုလေးကိုဒီမှာလည်းအဆုံးသတ်ခွင့်ပြုပါခင်ဗျာ။အားလုံးပဲကျေးဇူးတင်ပါတယ်။